AR တိုင်းတွင်းရှိ A ပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်တွေထိခိုက်သေးဆုံးမှုတွေများပြီးစေကူတမှုမလုံလောက်တဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရတယ်လို့သိရှိရပါတယ်။တာပေါင်းရေကြီးလေးမျက်နာတို့မှစစ်ကောင်မရှင်နဲ့ AA တွန်လိုင်းပူပေါင်းတပ်တို့နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးဒဏ်ရာရစစ်ကောင်မရှင်တပ်တွေကိုပသိမ်မဆရလေးမှစေကူတာဖို့အလုံးရင်းနဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ လေးမျက်နှာဘက်မှာနှိမ့်စင်တိုက်ပွဲရှိတဲ့ကြားပါရယ်စစ်ကောင်းတွေကအင်အားပြည့်တက်သွားလိုက်လူနာတွေပြန်ခေါ်ဆင်းလာလိုက်နဲ့လေးမျက်နှာကိုအကူအတန်းရှိတယ်လို့လေးမျက်နှာဒေတာကန်တူက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကလေးမျက်နှာမြို့နယ်တိုက်ပွဲတွေတွင်ကနေစစ်သုံးအမိုးအုပ်ကားကြီး14စီးလောက်ပြန်ဆင်းလာပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဘက်ကတေဆုံးတဲ့ထိခိုက်တရာရသူတွေကိုပြန်လည်ခေါ်ဆောင်လာတာဖြစ်တယ်လို့လည်းသိရပါရယ် ဒဏ်ရာပြင်းထန်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကိုခြေတန်းခြေဆိုင်ဆေးတက်ရင်တွေဖွဲ့ပြီးကုသရတဲ့အထိအချိန်နေစိုးနေကကုသမှုမလုံလောက်တဲ့သူတွေကိုပသိမ်စစ်မြေပြင်ဆေးတက်ရင်မဆရလေးကိုခေါ်ဆောင်လာကကုသနေတာပါခြေတန်းမှာဆေးတက်အထိုင်ထားကကုသနေပေမဲ့ဆေးဝါးသွေးနဲ့ဆေးဝါးကျွမ်းကျင်သူတွေမရှိတာကြောင့်ပသိမ်ကိုခေါ်ဆောင်ကအဲ့ဒီကတဆင့်ရန်ကုန်ကိုပို့နေရတာလည်းဖြစ်ပါတယ် အရာရှိတပ်ဖွဲ့ဝင်အများစုကိုလည်းရန်ကုန်မင်္ဂလာရုံစစ်ဆေးရုံထိပို့ဆောင်ပေးနေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။စစ်ကူအင်အားလိုအပ်ချက်ကြောင့်ပြည်သူစစ်မှုရန်ဥပဒေနဲ့တင်နန်းတက်နေတဲ့တင်နန်းသားအစ်တွေကိုရက်30 45ရက်စသဖြင့်ရက်တိုတင်နန်းပေးကရှေ့တန်းကိုပို့ဆောင်နေတယ်လို့သိရပါတယ်။စခါတ6တိုင်းစီ9တတ်တက9ရုမှစစ်တင်နန်းပေးနေတဲ့အထက်ကတင်နန်းသားအစ်တွေကို စေမြေပြင်ကိုအတိကပို့နေပြီးအခြားတိုင်းဒေသကြီးတွေရဲ့အခြေဆိုင်တရင်တွေကထုံနှုတ်တက်တွေကိုပါခေါ်ယူအင်အားဖြည့်နေရတယ်လို့ပသိမ်သတင်းထူတက်ဖွဲ့စီကသိရှိရပါတယ်